အခုလိုဟိုကျွန်တော်ဟိုကျွန်တော်အမေနဲ့ရတဲ့အခါကျရင်တွတ်တော်ရောက်ပါတယ်။ဘာလို့ဒီအတွက်ဘာလို့ပြင်မလဲဆိုရင်ကျွန်တော်စဉ်းစားအခုလိုဓာတ်မီတရားပေါ့နော်။တောင်းပေးအတွက်ဆိုလို့ရှိရင်တိက္ခာအတွက်ကိုလိုပါတယ်။အဲ့ဒီတိက္ခာအတွက်ကိုဆိုလို့ရှိရင်တော့ယုတ်ရေကြီးကြီးဆိုတာရှိပါတယ်။ယောဂဝိလာနေကိုအသုံးပြုပါတယ်။ ဒီဦးလေးပဲတောင်းစွာပြုပြင်ဆောင်ရွက်မှာဖြစ်ပါလေအဲ့ဒါအပြင်ရေနာရှိကိုလည်းလိုအပ်ပါလေအဲ့ဒါအပြင်ကြီးချီများလေးလေးပဲပြည့်စုံဖို့လိုအပ်ပါလေအခုဒီလာစကေးကနေနေဆိုလို့ရှိရင်ဒီလိုလိုလာနေတဲ့ဌာနကြီးရဲ့အဒီဝက်ဆိုက်နဲ့တန်းဆိုင်ရဲ့ဌာနကြီးရဲ့အဲ့ဒီလေကတော့စားဆိုင်ရဲ့ဟုတ်လားနော်အဲ့တော့ဒီဝက်ဆိုက်နဲ့တန်းဆိုင်ရဲ့ဌာနကြီးစားဆိုင်ရဲ့ဆိုတဲ့အခါကျတော့ ကျွန်တော်တို့တွေဟာသွားဆိုင်တယ်ဆိုတာလေလေအခုအခါမှာဆိုလို့ရှိရင်ဟုတ်လားမျိုးအားဖြင့်မျိုးပေါင်းမျိုးတန်တွေကိုကျွန်တော်တို့ရှာဖွေပြီးရဲ့ခါကြလို့ရှိရင်အထွတ်ထွန်းမျိုးတွေနော်ကောင်းကောင်းမျိုးတွေမျိုးတွေကိုကျွန်တော်ရှာဖွေဆောင်ရွက်ပေးဖို့ဆောင်ရွက်မှာဖြစ်ပါတယ်။ဒီအားဖြင့်ဆိုလို့ရှိရင်လည်းမျိုးမျိုးမျိုးပြည့်နေတာအရင်တန်ရရတဲ့နေရာတွေမှာစူပေါင်းလေယာဆင်းရဲနေတဲ့ကျွန်တော်တို့ကဆိုင်ဝေးဝေးလေးနဲ့ဆိုင်ရောင်းဝင်ဌာနနဲ့ ပေါင်းပြီးတော့မှနေရာမြေတွေကိုကောင်းစွာပြည့်ပြည့်ညံ့အောင်ဆောင်ရွက်ပေးမှာဖြစ်ပါလေ။ရေရှိနေတဲ့နေရာတွေဆိုလို့ရှိရင်တော့အဖက်တွေဆဲလို့တော့အာတို့ရောင်းရေတွေစသည်အားဖြင့်ရေရရှိအောင်ဆောင်ရွက်ပေးပါမယ်။ဤနေရာနဲ့ပတ်သက်တဲ့အားကြလို့ရှိရင်တော့အဲဒီလိုမျိုးနဲ့စေနာမှုဌာနအဖြစ်ပြောပါစေ။စပါးဆိုင်တွေဒီလေးဆိုတော့အနှံ့လိုရေရဲ့စသည်အားဖြင့်အဝါစိန်ပြီးတော့ဒီလေးကို ဆက်ဆက်ပြီးတော့တရားဝင်ကြည့်ပုံချဆွေးနွေးဆောင်ရွက်ပြီးမှဖြစ်ပါလေပြောရမယ်ဆိုလို့ရှိရင်တော့ဥပမာလေးခုပဲပြောမယ်ဆိုလို့ရှိရင်စပန်းဆိုင်လေးဆိုလို့ရှိရင်စပန်းကြီးကတော့မှဖြစ်ပါတော့เนาะအဲ့ဒီစပန်းကြီးကောင်းတဲ့အပြင်ဝိညာဉ်ပြောလို့လည်းညီုံလေးလေးညင်းညက်ဖြစ်အောင်ဆောင်ရွက်ပါတော့ ရေလေးရရမှာပေါ့မိခင်ညာအမိလေးဆိုလို့ရှိရင်လည်းကောက်ကွက်ကဘလောက်ဟလာကောက်ပင်ကဘလောက်ဟလာဘယ်ချေကြလို့ရှိရင်ဟလာတန်ရောစာတွန်းမယ်ဘယ်ချေကြလို့ရှိရင်ရေတွန်းမယ်ဘယ်ချေကြလို့ရှိရင်ရေထုတ်မယ်ဘယ်ချေကြလို့ရှိရင်ဟလာရေကိမ့်မယ်အဲ့လိုရေကိမ့်တဲ့ပုစွားလေးရေမဆိုးအောင်ဟလာစွားလေးကိုပြေလို့ထားမယ်ထားမယ်စသည်အားဖြင့်ပေါ့မပြည့်စည်အောင်ယူမီရေကြီးကြီးကိုလည်းကျွန်တော် ဟလာစစ်စစ်ဆက်ဆက်နဲ့ပြေသာပူချပြီးတော့မှပြီးရောပြည့်ခြင်းမျိုးတွေကိုဆောင်ရွက်ပြပါမယ်။ဝိညာဉ်ရဲ့ပတ်သက်တဲ့အကြောင်းလို့ရှိရင်လည်းဝိညာဉ်ရဲ့ဒီအချိန်မှာပဲဟလာကိုယ်ဝိညာဉ်ရဲ့အကောင်ကြီးဟာမျိုးကောင်းမျိုးကန့်နေဖြစ်ပေါ်ပြပါတယ်။ဒီလိုမျိုးကောင်းမျိုးကန့်နေရရှိအောင်ကျွန်တော်ဆောင်ရွက်ပြပါဖြစ်ပါတယ်။ အဲ့ဒီလိုဒီကိစ္စနဲ့ရရှိအောင်ဆောင်ရွက်ပေးလို့အဲ့ဒီဒီမှာလည်းပဲအဒီဒွိမ့်နဲ့နေရာတွေကိုလည်းပဲတန်တန်ရှင်းရှင်းဖြစ်အောင်ဆောင်ရွက်ပေးပါမယ်နောက်တစ်ခုကတော့ပြိဿန်ဆရာဝန်တွေနဲ့ပူးပေါင်းပြီးတော့မှစနစ်တကျဝေးယူတဲ့စနစ်တွေ ဖြစ်အောင်ဆောင်ရွက်ပြီးပါမယ်ဒီလိုဆောင်ရွက်တဲ့အခါမှာဆိုင်းငွေသမားတွေကိုရောဝိညာဉ်သမားတွေကိုရောယဉ်ကျေးမှုတွေရှိဖို့လိုအပ်ပါတယ်အဲဒီလိုယဉ်ကျေးမှုတွေရှိဖို့လိုအပ်တဲ့အခါမှာနိုင်ငံတော်အစိုးရကနေပြီးတော့မှာတက်တာတဲ့လုပ်ငန်းတွေကျွန်တော်တို့ကဆိုင်းငွေစီးရေးဝိညာဉ်စီးရေးအားမျိုးတွေကိုလည်းရရှိအောင်ဆောင်ရွက်ပြီးတော့အခက်နိုင်ဆုံးဒုစရဆောင်ရွက်ပြီးပါမယ်လို့ကျွန်တော်ဖြေကြားပါတယ်ခင်ဗျာ